ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ချွေးမမရောက်လာခင်ပကံတွင်နဲ့ကတင်ကိုစီစဉ်ပါလို့ပြောခဲ့တာပဲဒါပေမဲ့တီအိမ်မှာငါစကားဘသူကများနားထောင်လို့လဲအမေကလည်းဒီပကံနေကတင်နေပဲပြောနေတယ်ဝမ်းဝိုင်ရင်ကျွန်တော်အဲ့ဒါကိုဦးစားပေးခဲ့ပါတယ်ဒါမဲ့ဝမ်းစားအတွက်စားတော့စီရီဝေဖို့ကအရေးကြီးတာပါ ရှိတဲ့ပတ်စံတွေကလည်းစားစရာတွေဝယ်ဖို့နဲ့ပဲကုန်သွားတော့ကျန်တဲ့ဟာတွေဝယ်ဖို့အတွက်ပတ်စံတွေမကျန်တော့လို့ပါမအီးရတားပြောတာမှန်နေလေတားပြောတာတော့မှန်တာပဲလေဒါပေမဲ့သူတို့သမီးတယောက်ကအိမ်မှာကတိမရှိဘဲနဲ့ကြမ်းမြင့်ပေါ်မှာအိမ်မှာလာဒါအပြင်မိဖို့ကြောင့်ထဲမှာလည်းထမင်းချက်ဖို့ပကံတွေလုံလုံလောက်လောက်မရှိဘူးချွေးမှလည်းဟင်းတွေဘလို့ချက်မှာတော့ကျွန်မနားကိုမလဲတော့ဘူးငါတို့ကစင်းရဲကြတော့မတတ်နိုင်ဘူးလေငါတို့ချွေးမှမှလည်းငါတို့ရှိနေတဲ့အတိုင်းတီးခိုင်းပြီးနေရမှာပဲ ဒီတော့နင်းစိတ်မပူနဲ့တော့ဥလာနဲ့သူစနီတော်အီတို့ကတော့အသက်ကြီးနေကြပါပြီသူတို့ရဲ့တောင်းကိုလည်းလက်ထပ်ပေးလိုက်ကြပါတယ်ယရနာကအဲ့ဒီအိမ်ကိုသူတို့သမီးဖြစ်ရောက်လာခဲ့ပေမယ့်အိမ်မှာသူတို့သမီးအသက်တရာအဖြစ်နည်းနည်းမှမခံစားခဲ့ရပါဘူးသူတို့အိမ်မှာကစင်းရင်နွမ်းပါမှုနဲ့ပဲပြည်နေပါတယ်ယရနာကစားတောက်ဖွဲရာတွေချက်ဖို့မိဖို့ချောင်းကိုသွားတဲ့အခါမှာမိဖို့ချောင်းရဲ့အချင်းတွေကိုမြင်ပြီးစိတ်ညစ်သွားပါတော့တယ်ဟာဒါဘလို့မိဖို့ချောင်းလဲ ဒီမှာချက်ပြုတ်စရာပကံတွေလည်းမရှိဘူးဒီမှာမြေအိုးတွေပဲရှိရပဲရတနာကမြေအိုးတွေကိုယူကြည့်လိုက်ပါတယ်အိုးအများစုကတော့ကွင်းနေပါပြီပြီးတော့ပဲတွေနဲ့ဟင်းရွက်တချို့အိမ်နားမှာထားထားပါတယ်မိဘကြောင့်ကလည်းတန်ရှင်းမှုမရှိခဲ့ပါဘူးဒီအတွက်ကြောင့်ရတနာကမိဘကြောင့်ကိုအရင်ဦးဆုံးတန်ရှင်းရေးလုပ်ပါတယ်အဲ့နောက်မှာတော့ဒေါ်အီကိုပြောခဲ့ပါတယ်အမေကြီးချက်ပြုတ်ဖို့အတွက်ခွက်တွေလည်းမရှိဘူးဘလို့ချက်ပြုတ်ရမှာလဲရှိတာပေါ့သမီး ချက်ပြုတ်ဖို့အတွက်တော့ရှိပါတယ်။လာခဲ့အမေသိန်းထားတာထုတ်ပေးမယ်။ဒေါ်ဤကရတနာကိုခေါ်လာပြီးမြေဦးတလုံးတစ်တန်းစုံတစ်ချောင်းနဲ့ကြေးဝါလင်းမင်းပြားတစ်ချက်ပေးလိုက်ပါတယ်။ရှော့သမီးတာအုယူဒီမြေဦးထဲမှာပဲဟင်းဖြစ်ဖြစ်ဟင်းမဖြစ်ဖြစ်ချက်လိုက်။ရိုတီအတွက်ကိုတော့ဒီလင်မင်းကြီးကိုပဲတုံးလိုက်။အမေကြီးမြေဦးကကွဲသွားရောမြေဦးထဲမှာပဲဟင်းတို့ဟင်းတို့ဘယ်လိုလုပ်ချက်နိုင်ရမှာလဲ။ကွဲသွားမှာပေါ့။မကွဲပါဘူးသမီးရဲ့။သမီးမယုံချက်ကြည့်လိုက်။ အမေကြီးလည်းအဲ့ဒါပဲတုံးပြီးချက်ခဲ့တာပဲမကွဲပါဘူးတော်ကြီးကဒီလိုပြောပြီးယရနကိုအဲ့ဒါတွေပေးလိုက်ပါတယ်ယရနမှတော့အံ့ဩလွန်းလို့စဉ်းစားနေပါတယ်ငါရောက်ခမအိမ်ဟာဆင်းရဲတယ်ဆိုတာတော့ငါသိတယ်ဒါပေမဲ့တလောက်ထိဆင်းရဲလိမ့်မယ်လို့ငါမထင်ခဲ့ဘူးထားလိုက်ပါတော့ဘာပဲဖြစ်ဖြစ်ဒီတန်းအသက်ရှင်ဖို့အကျင့်လောက်ရတော့မှာပဲငါပဲတစ်ခုခုလုံးမှ ဖြစ်မှထင်နေယရနကဒီလိုပြောပြီးတော့မနက်စာချက်ဖို့ပြင်ဆင်လိုက်ပါတော့တယ် သူကတော့မြေဦးကွဲမှာကြောက်လို့မြေဦးထဲမှာဘာမှမချက်ခဲ့ပါဘူးဒီတော့ကြောင့်မြေဦးကိုဘေးဖယ်ထားပြီးဟင်းချက်ဖို့အတွက်အကြံဉာဏ်ထုတ်ပါတော့တယ်သူကလင်မင်းကြီးကိုကြည့်ပြီးတော့အကြံရသွားပါတော့တယ်ငါဒီလင်မင်းကြီးကိုပဲတဝက်ခွဲလိုက်မကောင်းလားဒီဘက်တစ်ချမ်းမှာဟင်းတွေချက်ပြီးတော့ဟိုဘက်တစ်ချမ်းမှာရိုတီလုပ်လိုက်မယ်လေအဲ့လိုတွေးပြီးတော့ယတနာကရိုတီလုပ်ဖို့အတွက်ပထမဦးဆုံးဂျုံဒီကိုအဲ့ဒီလင်မင်းထဲမှာနေခဲ့ပါတယ်အဲ့နောက်မှာနေသားတွေဂျုံကိုတခြားဦးတွေထည့်ပြီး လင်ပန်းကိုဂျုံနဲ့ပဲတဝက်စီခွဲလိုက်ပါတယ်။အဲဒီနောက်မှာတော့လင်ပန်းကြီးကိုမိဖို့ပေါ်တင်လိုက်ပါတယ်။အခုတော့တပတ်ချမ်းမှာဟင်းတွေချက်ပြီးနောက်တပတ်ချမ်းမှာရူတီလုပ်ပါတယ်။ယရနာထုတ်လိုက်တဲ့ဒီအကျန်းကအလုဖြစ်ခဲ့ပါတယ်။ဒီအတွက်ကြောင့်သူ့လင်းပျော်ရွှင်နေခဲ့ပါတယ်။မိုက်တယ်ဟေ့အခုတော့ဟင်းရောရူတီရောတခါရပြီးသွားပြီ။ယရနာကရူတီနဲ့ဟင်းတွေကိုအောင်မြင်စွာချက်ပြုတ်နိုင်မိမဲ့လေဒါရီကိုထိန်းစားဖို့အတွက်အိမ်မှာဥခွက်ပကံတွေမရှိပါဘူး။ ဒီတော့သူလိမ်မတက်နိုင်မင်းအိမ်မှာရှိတဲ့မြေဥပကံတွေထဲမှာပဲစားစရာတွေထည့်ပြီးမိသားစုကိုစားဖို့အတွက်ပေးလိုက်ပါရယ်အိမ်ပကံတွေကအရင်ဟောင်းနေပါပြီစီးပြီးတော့ပြန်သုံးဖို့အတွက်လည်းအဆင်မပြေတော့ပါဘူးသူ့ရဲ့ခင်မွန်းရောက်ကမနဲ့ရောက်ကတိတို့ကတော့ဒါလီနဲ့ပဲကျင်းနဲ့နေကြပါရယ်ချွေးမာလေးချက်တဲ့ဟင်းနေရာစားကောင်းနေကျမတို့ချွေးမာလေးကလိမ်မာပါနေတဲ့သူတယောက်ပါချွေးမာလေးကြောင့်ကျမတို့ရဲ့အခက်အခဲတွေအားလုံးတစ်ဖြည်းဖြည်းကုံဆုံးသွားမယ်လို့ကျမမျှော်လင့်နေတယ် ဒေါ်ဤရဲ့စကားတွေကြားရပြီးတော့ယတနာကသူ့စိတ်ထဲမှာပြောခဲ့ပါတယ်။ငါမိသားစုကဆင်းရဲပေမဲ့မိသားစုဝင်အားလုံးကတော့သဘောထားကောင်းကြတယ်။ချက်ပြုတ်ဖို့အတွက်တော့စီစဉ်ပြီးသွားပြီ။ထိတ်ဆန်းစရာပကံတွေအတွက်ပဲစီစဉ်ရတော့မယ်။ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီးယတနာကတွေးတောနေခဲ့ပါတယ်။အချင်းတွေအများကြီးတွေးတောပြီးတဲ့နောက်မှာသူကအကြံဉာဏ်ရလာခဲ့ပါတယ်။ငါငါဖားစီရနေပြီးတော့တိရွတ်တွေနဲ့အိုးခွက်ပကံလုံနေတင်းထားတာပဲ။အဲ့ဒါတွေပဲလှုပ်လိုက်မကောင်းလား။ တဘာဝရတယ်ဆိုတော့တန့်ရှင်းတယ်လေဒီလိုလှုပ်လိုက်ရင်ဟိုရှိတော့ကလူတွေရဲ့ပုံစံတိုင်းဖြစ်သွားမှာဒီတော့ကျမ်းမာရေးအတွက်လည်းကောင်းမွန်တာပေါ့အဲ့နောက်နောက်နေ့မနက်မှာတော့ယန္တနာကသူ့ရောက်ခမနဲ့အတူအနီးနာကတိုးလေးကိုသွားပြီးတည့်ရတွေအများကြီးခူးလာခဲ့ပါတယ်အိမ်မှာစိတ်တွေမွေးထားလို့နင်တလောက်များတဲ့တည့်ရတွေယူလာရတာလားတမီးယာတည့်ရတွေနဲ့ဘာလုံးမလုပ်လဲသမင်းစားဖို့အတွက်ပကံတွေခွက်တွေလုံးမလုပ်ပါအမေကြီးဟုတ်တော့ အခုလိုခစ်ကြီးမှာဘသူအများတိရွက်ထဲမှာစားကြလို့လဲချွေးမအခုချိန်မှာမြေအိုးတွေထဲမှာလည်းဘသူမှမစားကြဘူးလေဒါပေမဲ့အမေကြီးတော့စားကြရမလားတိရွက်တွေပေါ်မှာအစာစားတာကျမ်းမာရင်းနဲ့ညီညွတ်တယ်လေအမေကြီးယန္တနာရဲ့အတိအခေါ်နဲ့ယန္တနာရဲ့ဖြေပုံဖြေနည်းတွေကိုကြည့်ပြီးတော့ဒေါ်အီမှပြောစရာဘာမှမရှိတော့ပါဘူးအဲ့နောက်မှာတော့ယန္တနာကိုဘာမှမေးမနေတော့ဘဲယန္တနာနဲ့အတူထိုင်ပြီးပကံတွေလှုပ်ပါတော့တယ်တော်လိုက်တာသမီး ။သမီးကတိရွက်တွေနဲ့အရန်လာတဲ့ပကံနဲ့ခွက်လေးတွေလှုပ်တက်တာပဲ။သမီးကိုချီချူးလို့ကိုမဆုံးတော့ပါဘူးကွယ်။အမေကြီးကလည်းပိုးရင်ခဲရလူတွေကဒီလိုတဘာဝဆန်ဆန်ပကံထဲမှာပဲစားတော့ကြတာ။သူတို့ကအယူမှမဟုတ်တာ။အေးပါကွယ်။သမီးပြောတာမှန်တယ်။နောက်ပြီးတော့လေပလတ်စတစ်ခွက်တွေပကံထဲမှာစားတော့တာကျမကြီးနဲ့မငင်းညွတ်တဲ့ပြင်ပဝန်းကျင်ကိုလည်းညဉ့်ဉန်းမှုဖြစ်စေတယ်။သမီးကတော်တော်သိတာပဲနော်။မဟုတ်ဘူးအမေကြီးတမီးအတီကတိတာဆင်းရဲတာအပြစ်မဟုတ်ဘူးဒါပေမဲ့ ဆင်းရဲတဲ့ဘဝနဲ့လွတ်မြောက်အောင်မထွက်တာမှအပြည့်ဟုတ်တယ်သမီးသမီးပြောတာမှန်တယ်အရင်နေ့မှာယတနာကအရင်လိုပဲလင်ပန်းပေါ်မှာစားစရာတွေချက်ပြီးသူမိသားစုကိုတင်းရွယ်ပကန်းတွေထဲမှာစားဖို့အတွက်ခူးပေးပါတယ်အားလုံးကစားတော့ပြီးတော့ကျင်းနဲ့နေကြပါတယ်မအီးငါငယ်ဘဝကိုတတိယသွားတယ်မသိရင်မင်္ဂလာဆောင်တစ်ခုမှစားနေရတာလို့ခံစားရတယ်ဟုတ်တယ်ကျမ်းပြင်ပေါ်မှာထိုင်ပြီးတိရွတ်တွေပေါ်မှာစားရတာတကယ်ကောင်းတယ် ကိုရင်တွေကဒီလိုပုံစံနဲ့စားတောက်နေကြတာကိုဘာလို့ရက်လိုက်ကြတာလဲမသိဘူး။ဒါမဲ့တားရွေမှာဒီလိုပုံစံနဲ့ပဲစားတောက်နေကြပြန်ပြီမဟုတ်ဘူးလား။ဟုတ်တယ်သာယတနာဘလောက်ပဲချီချူချီချူနေသေးတယ်။ငါချွေးမလေးကအုတ်ခွက်ပကံတွေမရှိတဲ့မိဖို့ကြောင်နေတာငါတို့ကောင်းကောင်းမွန်မွန်ချွေးနိုင်တယ်။နေရတချို့ကုံဆုံးသွားပြီးတဲ့နောက်မှာဒေါ်ဤရဲ့ညီမတွေဖြစ်ကြတယ်။ဒေါ်မြနဲ့ဒေါ်စင်တို့ကသူ့အိမ်ကိုရောက်လာကြပါတယ်။ကဲပြောကြပါအောင်။ င်တို့နေကောင်းကြရမလားအမကျမသားလေးကဆိုးရဝန်းနှံဖြစ်သွားတဲ့အတွက်အိမ်မှာပူစော်ပွဲလုပ်မလို့လေအဲ့ဒီအတွက်လာဖိတ်တာပါဒီမှာပါအမဖိတ်စာအားလုံးမဖြစ်မနေလာကြနော်ကောင်းပြီဒါဆိုကျမတို့သွားရမယ်နော်အမဘလို့လို့သွားကြတော့မှာလဲအတော်ကြီးတို့စားပြီးတောက်ပြီးမှသွားကြပါဟုတ်တယ်ဟုတ်တယ်နင်တို့တွေမသွားနဲ့အောင်တလောက်နေ့တွေကြာပြီးမှငါတို့ပြန်ဆောင်ကြတာထမင်းလေးတော့စားသွားပါအောင်ငါတို့ကအိမ်ကိုလာတဲ့ဧည့်သည်တွေကိုမဧည့်ခံနိုင်လောက်ထီတော့မစင်းရသေးပါဘူးဟဲ့ အဲ့လိုမပြောပါနဲ့မရဲ့စင်းရဲတဲ့ချမ်းသာတယ်ဆိုတာဘာမှမဟုတ်ပါဘူးကျမတို့စားပြီးမှပဲသွားကြမှာပါဒေါမြစကားပြောလို့ပြီးသွားတဲ့နောက်ယရနာကသူ့ချက်နေကြပုံစံတိုင်းပဲရူတီနဲ့ဟင်းတွေကိုတခါရီးချက်ပြီးဒေါမြနဲ့ဒေါစင်းတို့အတွက်ဖျားတစ်ချက်ခင်းပြီးသူတို့ကိုတိရွယ်ပကန်းတွေထဲမှာစားစရာတွေထည့်ပြီးအိတ်ခံပါတယ်တိရွယ်ပကန်းတိရွယ်ခွက်တွေကိုမြင်ပြီးဒေါစင်းနဲ့ဒေါမြတို့ကအံ့ဩသွားကြပါတော့တယ်အမဒါဘလို့ကြီးတော့တိရွယ်နဲ့လှုပ်ထားတဲ့အိုးခွက်ပကန်းတွေပါလား ဟုတ်ပါတော့ငါချွေးမလေးကိုရန်လှုပ်ထားတာအဲ့ဒီမှာဆိုင်ကျမ်းမိုင်နဲ့လည်းညင်ညွတ်တယ်ပိုးရင်တော့ပုံစံတိုင်းပဲလေအခုလူတွေကဘာလို့ဒီတိုင်းမစားကြတော့တာလဲမသိဘူးချွေးမလေးကတော့လေလှုပ်ထားတာအယမ်းလှတာပဲလုံးဝအစ်စ်နဲ့တူတယ်ငါအိမ်ရဲ့အလူမှာတီတိရွက်ပကံတွေအိုးတွေနဲ့ပဲကျွေးမွေးဖို့စဉ်းစားနေတာဟုတ်တယ်အမစဉ်းစားတာအယမ်းမှန်တယ်တီတိရွက်တွေနဲ့ပကံတွေအိုးတွေတော့ချွေးမလေးကလှုပ်ပေးလိုက်မှာပါဒါဆိုဟုတ်ပြီ အမချွေးမလေးကိုဒီလိုပကံတွေအိုးတွေအချက်လေးရလှုပ်ခန်းလိုက်။ရော့ပါဒီမာရူပီတထောင်ဆင်းရန်ယူထား။ကျန်အောင်နောက်မှယူလိုက်နော်။ဒီစကားကိုကြားပြီးနောက်ယရနာနဲ့ဒေါ်အီတို့ကတော့ဝမ်းတာလွန်းနေကြပါတယ်။ဒီစကားကိုဥလာကြားသိရတဲ့အခါမှာသူလည်းဝမ်းတာသွားပြီးမအေးငါတို့ချွေးမလေးကတကယ်ပဲကြီးကျူးထိုက်တဲ့သူတယောက်ပါ။ငါတို့အင်ကပြည်တနာတွေအားလုံးတဖြည်းဖြည်းနဲ့အဆင်ပြေသွားနိုင်မယ်ကြီးသော။ဟုတ်တယ်ရှင်ပြောတာမှန်တယ်။ အဲ့နောက်မှာတော့ယတနာကတိရွတ်တွေနဲ့ပကံတွေခွတ်တိတိလေးတွေကိုစလုပ်ပါတယ်။အဲ့နောက်မှာတော့ဒေါစင်အိမ်မှာဧသေးရီကကျမ်းမြေမောထိုင်ပြီးဘိုးရင်ပုံစံအတိုင်းတိရွတ်ပကံတွေပေါ်မှာစားတောင့်နေကြပါတယ်။သူတို့စားပြီးနောက်မှာကျင်းတဲ့နေကြပါတယ်။ဘုန်းတော်ကြီးကလည်းတကယ်ကိုစိတ်ကျဉ်နေရပါတယ်။တမိယတနာတမိကပျောက်ဆုံးသွားတဲ့ခက်ကစားပုံစားနည်းကိုပြန်ပြီးဖော်ထုတ်လိုက်တာပဲ။လူတိုင်းကဒီတိုင်းပဲစားတောက်ကြရင်ဘယ်တော့ကောင်းမလဲ။ပလတ်စတစ်ပကံတွေထဲမှာမစားကြရင်ပုံဝင်ချင်ညဉ့်ဉန်းမှုကိုတားဆီးရရောက်တယ်။ ဒါတို့ရဲ့ပျောက်ဆုံးနေတဲ့ယဉ်ကျေးမှုတစ်ခုပါကျမတို့တောင်အလေးပေးသင့်တယ်ဒေါ်စင်းရဲ့အိမ်မှာအလှူပြီးတဲ့နောက်ဒေါနာတို့ရဲ့အချင်းတွေလည်းလုံးဝအဆင်ပြေလာခဲ့ပါတယ်ဒေါ်စင်းရဲ့အိမ်ကအလှူပြီးတဲ့နောက်လူတွေလည်းပလတ်စတစ်တွေကိုမတုံးကြတော့ဘဲယရနာလုတ်တဲ့ပကန်းတွေကိုပဲအသုံးပြုကြပါတော့တယ်အဲ့နောက်မှာတဖြည်းဖြည်းနဲ့ယရနာကတိရပကန်းလုတ်တဲ့လုပ်ငန်းကိုလုတ်ကင်လာခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။